မင်္ဂလာပါရှင် တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္လာရီတိုင်းမှာရုရှားဘာသာစကားသင်တန်းဖွင့်ဖို့တိုင်းစစ်ကောင်စီလှုပ်ဆောင်နေတဲ့အကြောင်းတနင်္လာရီတိုင်းမှာလာမယ့်ရှေ့ရက်ထဲမူကြီးနိုင်ချေရှိတယ်လို့မူစလကတတိပေးထားတာဆန်းလန်းကြီးရွာသား၅ဦးကိုလောင်းလုံးပတ်ကဖွတ်တဖွဲ့ကဖမ်းဆီးစစ်ဆေးနေတဲ့အခြေအနေနဲ့ ဖုတ်ပြင်းမြို့နယ်ရင်ငန်ကြီးရွာသားတဦးတောဆင်ရိုင်းနင်းခံလိုက်ရတဲ့တဲ့ထိုင်းနိုင်ငံချင်းရိုင်းခရိုင်မှာမြို့မာရီလိုက်ပါလာတဲ့ကားတိမ်မှန်လို့တဦးသိမ်းဆုံးသွားခဲ့တဲ့အကြောင်းစတဲ့တဲ့တွေကိုနားဆင်ရမှာပါရှင်ဒီနေ့ပထမဆုံးတဲ့တပုတ်ဖြစ်တဲ့ဒေါ်ဝဲအထူးစီးပွားရေးဆောင်ရင်းနှက်စိတ်ကန်းစီမံကိန်းအတွက်ရည်ရွယ်ပြီးတော့စစ်ကောင်စီခန့်တနင်္သာရီတိုင်းအစိုးရကရုရှားဘာသာစကားသင်တန်းကိုဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းစီကသိရပါဗျာ။ တည်င်းအပြည့်အစုံကိုဒဝဲဝါရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။ဒဝဲအထူးစစ်ပွားရေးစုံယူနစ်စက်ကန်စီမံကိန်းအတွက်ရည်ရွယ်၍စစ်ကောက်စီခန့်တနီတိုင်းတိုင်းဆိုးရကရုရှားဘာသာစကားတင်နန်းကိုဖွဲ့ဖို့စီစဉ်နေတယ်လို့ဝါထန်တန်ဝဲစီကတီးရပါဗျ။ တနေသာရီတိုင်းရဲ့စစ်ကောက်စီခတ်တိုင်းရင်သားရေးရဝကြီးကအဲ့ဒီတင်တန်းကိုစီစဉ်ခဲ့တာဖြစ်ပြီးမေလ23ရက်နေ့ကနေဇော်လ9ရက်နေ့အထိဒူဝဲမြို့စမ်းချီရပ်ကွက်မှာရှိတဲ့တိုင်းရင်သားလူမျိုးများရေးရဝကြီးဌာနညွှန်ကြားရေးမှူးရုံးမှဖွက်လှစ်မှာဖြစ်တယ်လို့ဆိုပါရတယ်။အဲ့ဒီတင်တန်းကိုအများပြည်သူသိရှိနိုင်ဖို့ကြောင်ကြားခါလာမျိုးမဟုတ်ပဲဌာနဆိုင်ရာဝန်ထမ်းတွေနဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုဦးစားပေးပြီးခေါ်ယူနေတယ်လို့လည်းအမည်မဖော်လိုတဲ့တနေသာရီတိုင်းစစ်ကောက်စီနဲ့နှိစက်သူတို့ကပြောပါရတယ်။ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအချင်းချင်းတရေအချက်လက်ဖလှယ်ကြတဲ့လူမှုကော်ရက် group တွေမှာလည်းရရရှာပါတာစကားအတင်းတန်းကိုတက်ရောက်လို့ရင်စည်ရင်ပေးနိုင်ကြောင်းကြောင်းကြားရာတွေရှိတယ်လို့လာရောက်စည်ရင်ယူတာတွေလည်းရှိတယ်လို့ကျောင်းသားတဦးကပြောပြပါဗျ။အခုနဲ့ဖွေဖွားရီလာမှာစစ်ကောက်စီကတဝယ်ရင်နစ်စိတ်ကန်းကိုပြန်စတင်နိုင်ဖို့ရုရှားနိုင်ငံနဲ့နားလည်မှုစာချုပ်ရေးထိုးခဲ့တာပါ။ အဲ့ဒီနောက်ဒေတာအတွက်အဖွဲ့အစည်းတွေကစီမံကိန်းနဲ့ပတ်သက်ပြီးကောက်ွက်မှုတွေရှိနေပေမဲ့လည်းစစ်ကောက်စီဘက်ကအထူးစီးပွားရေးစုပ်ဒေတာကိုနယ်မြေရှင်းလင်းတာတွေပြုလုပ်နေပြီးအဲ့ဒီဒေတာမှာတော်လိုင်းအင်အားစုတွေနဲ့နှစ်ဖက်တိုက်ပွဲတွေလည်းမကြာခဏဖြစ်ပေါ်နေပါတယ်။နောက်တဲ့တင်ပြပုံအနေနဲ့ကတော့လောင်မရှိရတဲ့တနင်္သာရီတိုင်းမှာမူကြီးနိုင်ခြေရှိတယ်လို့မူလီဝတ္တာနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။တင်ပြအပြည့်အစုံကိုတိုဝဲဝက်ရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။ လာမယ့်ရှိရဲ့တဲ့တင်တဲ့အတိုင်းမှာမိုးကြီးနိုင်ခြေရှိတယ်လို့မိုးလေဝသနဲ့ဇလဗိဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်ဒီကနေ့မေလ23ရက်နေ့ကနေ20ရက်နေ့အထိရှိရတာတွင်တင်တဲ့အတိုင်းပဝင်းမြန်မာတပြည်လုံးနီးပါးဒေသလိုက်နေရာကွက်ပြီးမိုးကြီးနိုင်ခြေရှိတယ်လို့မိုးဇလကထုတ်ပြန်ထားတာပါမိုးသက်သက်စွာရွာသွန်းမှာကရေကြီးတာမြေပြိုတာမိုးကြိုးပစ်တာလိုမျိုးသဘာဝဘေးတွေလည်းဖြစ်လာနေတယ်လို့မိုးဇလကသတိပေးထားပါတယ် မိုးလေဝသသတင်းတွေကိုခန့်မှန်းဖော်ပြပေးနေတဲ့အဝင်းတွေကလည်းမေလ13ရက်နေ့ကနေမေလ16ရက်ထဲဒဝဲဘုတ်ပြင်းသတင်းသားကြီးဒေသတွေမှာမိုးရွာနိုင်ခြေ60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိရှိတယ်လို့ဆိုထားပါတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့မွန်သတင်းသားရေးဒေသတွေကိုဒီကနေ့မှပဲအနောက်တောင်မိုးတလေစတင်ဝင်ရောက်ပြီဖြစ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ လောင်လောင်မြို့နယ်ဆန်းလန်းရွာသား၅ဦးကိုလောင်လောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့အဲ့ဒီတပ်ဖွဲ့နဲ့ဒေသခံတချို့စီကသိရပါဗျ။တည်ရင်ပြည်စုံကိုဒွေဝက်ရှိုင်းဒေါ်သားတို့ကပြောပြပေးသွားမှာပါရှင်။လောင်လောင်မြို့နယ်ဆန်းလန်းရွာသား၅ဦးကိုလောင်လောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့အဲ့ဒီတပ်ဖွဲ့နဲ့ဒေသခံတချို့စီကသိရပါဗျ။မေလ17ရက်ညောင်ရီ3:00နာရီမနက်ပိုင်းမှာစံလန်းရွာမှာလာရောက်ဖမ်းဆီးသွားတယ်လို့ရွာသားတအုပ်ကပြောပြပါဗျ လာဖမ်းတဲ့အချိန်မှာအဖမ်းခံရသူ၅ဦးထက်မနည်းရှိပေမဲ့လည်းတချို့ကိုဆက်စီးပြီးချစ်ချင်းပြတ်လောပေးခဲ့တယ်လို့ဆိုပါရတယ်။လောင်လုံးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရှယ်တို့ကတော့စားလန်းဒေတာခံ၅ဦးကိုခေါ်ယူဆက်စီးမေးမြန်းနေပြီးဆက်စီးပြီးရဲ့အများပြည်သူသိစေဖို့ထောက်ပြအတီးပေးသွားမှာဖြစ်တယ်လို့လည်းပြောပါရတယ်။လောင်လုံးမြို့နယ်မှာဥပဒေစိုးမိုးရေးကိစ္စတွေအရက်ပြပြဿနာတွေကိုကင်တွယ်ဖို့ဆိုပြီးလောင်လုံးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖဖကိုအခုနှစ်မတ်လထဲမှာတင်ဖွဲ့စည်းထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပုတ်ပြင်းမြို့နယ်ရင်ငန်ကြီးရွာမှာမေလ12ရက်နေ့မနက်ကအသက်40ဝန်းကျင်အရွယ်အမျိုးသားတဦးဆင်းနှင်းခံရတယ်လို့ဒေသခံတွေနဲ့ကိုညီဆောင်ရွက်ပေးနေတဲ့သူတွေစီကသိရပါဗျ။သတင်းအပြည့်အစုံကို dowewashwine.da တဦးကပြောပြပေးသွားမှာပါရှင်။ပုတ်ပြင်းမြို့နယ်ရင်ငန်ကြီးရွာမှာမေလ12ရက်နေ့မနက်ကအသက်40ဝန်းကျင်အရွယ်အမျိုးသားတဦးဆင်းနှင်းခံရတယ်လို့ဒေသခံတွေနဲ့ကိုညီဆောင်ရွက်ပေးခဲ့သူတွေစီကသိရပါဗျ။ ။ဦးရင်ချန်တဲသွားနေချေဆင်းနေခံရတာဖြစ်ပြီးဆင်းနေခံရလို့လက်နေဖဲနဲ့ရင်ဖဲမှာတန်ရရကဗိုလ်ပြင်းမျိုးကတဆီယိုမှာစေကူတာမှုခံယူနေရတယ်လို့ဆိုပါတယ်။တနင်္လာယူမှာတလျှောက်ကာလမအပေါ်မှာစင်တွေတလာလေးရှိတတ်ပြီးလမ်းဘေးမှာဆင်းနေခံရတာတော်တယ်ကိုထင်ခုတ်ချန်လုတ်သွားရင် စင်တွေနဲ့တွေ့ပြီးမတော်တဆဖြစ်ကြတာများတယ်လို့ဗိုလ်ပြင်းဒေတာကန်တို့ကပြောပါတယ်။ဒါပြင် 2023ခုနှစ်နဲ့2024ခုနှစ်မှာပုံပြင်မျိုးနဲ့ထဲစင်နေခရရတဲ့ဖြစ်စဉ်လေးခုထက်မနည်းရှိခဲ့ပြီးမြို့သားတုံးတေဆုံးခရရတယ်လို့ဒေသခြေဆိုင်ကူညီကိစ္စရေးအသင်းတွေရမှတ်တမ်းတွေရသိရပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့ထိုင်းနိုင်ငံချင်းရိုင်ခရိုင်မှာမြန်မာတွေလိုက်ပါလာတဲ့ကတိတ်မောင်းလို့တအူးတိတ်ဆုံသွားခဲ့ပါဗျာ။ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်မှာမြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ပစ်ကတ်ကားတစ်စီးမေလ12ရက်နေ့ကလမ်းဘေးမှာတိမ်းမောက်ခဲ့ပါတယ်။အမြန်လမ်းမှာအတိုင်းမောင်းလာတဲ့ပစ်ကတ်ကားဟာအရှိန်မထိန်နိုင်ပဲလမ်းဘေးကိုထိုးဆင်းပြီးတိမ်းမောက်ခဲ့တာပါ။ကားပေါ်မှာကသမပါဝင်မြန်မာနိုင်ငံသားကိုဦးလိုက်ပါလာခဲ့ပြီးကောင်းမောင်းတဲ့မြန်မာနိုင်ငံသားဟာနေရမာတင်တိတ်ဆုံးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါဗျ။ဒဏ်ရာရရှိသူ၈ဦးကိုတော့ကက်ဆေးအဖွဲ့တွေကဆေးရုံကိုအရေးပေါ်တင်ပို့လိုက်ရတယ်လို့ဆိုပါဗျ။ ထိုင်းရဲတပ်ဖွဲ့ကတော့ကောင်းမောက်မှုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီးဥပဒေအရဆက်လက်အရေးယူဆောင်ရွက်သွားဖို့ရှိတယ်လို့ပြောဆိုထားပါတယ်ရှင်။ခုလိုတနင်္လာရီတဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dolwash Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။